သူ့ကိုသူတို့ကလုံအောင်စစ်ကောင်စီလက်ထက်အပါမခံနိုင်ဘူးကိုကောက်ပဲအဆုံးစီရင်ပြစ်မယ်ဆိုတဲ့စိတ်နဲ့လက်ပစ်ပုံပုံဘိုက်အောင်မှာကတ်ပြီးတော့ခွဲပြစ်တာပြည်သူအတွက်ကြီးပဲဥတီပြီးတော့ရေးဆွဲထားတာမှန်တယ်ဒါပေမဲ့အဲ့အချက်တွေအကုန်လုံးကိုချိုးဖောက်နေတာဖြစ်တဲ့အတွက်ပြည်သူကိုကြီးပဲဥတီပြီးချိုးဖောက်နေတာအဲ့ဒီဟာကိုဒီသောမြရာစာလင်းကမသိဘူးလား င်္ဂလာပါ။ဒီကနေ့ကတော့အော်တိုဘာလ16နေ2025ခုနှစ်ဖြစ်ပါတယ်။ဒီကနေ့မှာလည်းကျွန်တော်တို့ဒါထူးခြားဖြစ်စဉ်တွေရှိတယ်။ပြီးတော့ကျတော့စစ်ကောင်စီဘက်ကပြုတ်လုတဲ့ပေါ့နော်။ဒါ NCA နဲ့ပတ်သက်လို့ NCA စက္ကူစုပ်အကြောင်းလည်းကျွန်တော်ပြောကြမှာပေါ့နော်။အဲသူတို့ရဲ့ဒါဒီအခွင့်အရေးပေးတာတွေကိုမျှော်ကိုးနေတဲ့အဖွဲ့အစည်းတွေကတော့ဒါစစ်ကောင်စီအလို့ကြပြောတာတွေရှိတာပေါ့လေနော်။အဲတော့နောက်ထပ်ဘာတွေဖြစ်လာနိုင်တယ်လဲဒီပွဲတွေကိုဘယ်သူတွေမတက်ဘူးလဲ။အဲဒီအပေါ်မှာရောစကောင်းဆောင်မင်းအောင်လှိုင်ကပေါ့နော်။ဘာတွေပုတ်ခတ်ပြောဆိုတာတွေရှိသလဲ။ ပြီးရင်ဒါသူ့ရဲ့ကိုချိုးအတွက်ဘာတွေပြင်ဆင်နေတယ်ဆိုတဲ့အကြောင်းတွေလည်းပါမယ်ပေါ့နော်ပထမဆုံးကတော့ဒါကျွန်တော်အားရစရာသတင်းနဲ့သွားလိုက်မယ်အဲ့ဒါကမကွေးတိုင်းတဲကတိုက်ပွဲတစ်ခုပေါ့နော်အဲ့တိုက်ပွဲမှာအားရစရာလည်းကောင်းသလိုပေါ့နော်စိတ်မကောင်းစရာလည်းပါတယ်ပြီးတော့စစ်ကောင်စီရဲ့ဒါဝါဒဖြန့်မှုတွေအကြောင်းလည်းပါမယ်ပေါ့နော်အဲ့ဒါကမကွေးတိုင်းမင်းလာမြို့နယ်ထဲမှာတော်လိုင်းတက်တွေကစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်တယ်ဒါကတော့ထုံးစံပါပဲစစ်ကောင်စီရှိတဲ့နေရာတိုင်းမှာတော်လိုင်းတက်ဖွဲ့တွေကတိုက်ပွဲဖန်တီးမှာပဲအဲ့တော့ဒါအော်တိုဘာလ16ရက်နေ့ပေါ့နော်ဒါ3နာရီခွဲမှာ ။ဒါမလွန်ကားပစားနှစ်ကနေထွက်လာတဲ့စစ်ကြောင်းကိုဒွန်လိုင်းတပ်ဖွဲ့တွေကတိုက်ခဲ့တာပေါ့နော်။အဲ့တော့စစ်ကောင်စီစစ်ကြောင်းကကားနှစ်စီးနဲ့ရောက်60လောက်ပါတယ်။မလွန်ဘက်ကနေဒါကားပစားတွေကနေထွက်လာတာပေါ့နော်။အဲ့တော့တက်အချင်းပြောင်းလို့ဖို့သွားတာအဲ့ကောင်တွေက။အဲတက်သွားချင်းမယ်ပေါ့။အဲတခြားဒီတနေရာမှာတာဝန်ကျနေတဲ့ကောင်တွေကိုသွားချိမ့်မဲ့တက်အဲ့ဒီစစ်ကြောင်းကိုဒါလက်ပံတကားကြေးရွာပေါ့နော်ပြီးရင်တရက်အုပ်လမ်းခွဲစာတင်ကြောင်းနာမှာကြားပြက်ပြီးတော့တိုက်အဲ့တိုက်ပွဲဟာမိနစ်40လောက်ကြာပြီးတော့တော်လိုင်းတက်ဖွဲ့တွေဘက်ကပေါ့နော်ဒါဒုတက်ခွဲမှုအဲဒုတက်ခွဲမှုဝတ်တန်ဆိုပြီးတော့ဒါဥဆောင်ပြီးတော့ ဒါတိုက်ခဲ့တာဖြစ်တယ်စစ်ကောင်စီဘက်က12ဦးသေ12ဦးစစ်ကောင်စီဘက်ကအသက်ပျောက်တယ်ဗောနော်အဲစစ်ကား2စီးပါပြတ်သွားတယ်လာတာအဲအင်အား60နဲ့စစ်ကား2စီးနဲ့လာတာအဲစစ်ကား2စီးပါပြတ်သွားအဲကြောင့်ဒီကောင်ကြီးခြေချင်းရှောက်ပြန်ခြေချင်းပြေးဗောကားနဲ့မပြေးနဲ့ခြေချင်းပြေးဗောအဲအဲ့ဒါဒါအားရစရာကောင်းတာပဲလေနော်ဆိုတော့စစ်ကောင်စီဒါသွားလာလှုပ်ရှားမဲ့ဒါလုပ်ငန်းတွေအကုန်လုံးကိုဒါကျွတင်တရင်ရယူပြီးတော့ဗောနော်အဲကျွတင်ပြီးတော့ပြင်ဆင်ပြီးတော့အကောင့်တွေပေါ်ကြတာဖြစ်တယ်အဲ့တော့အောင်မြင်မှုရတာဗောဗျာ တပ်ဖွဲ့တွေဒါဒီထက်ပိုပြီးပြည်စုံရင်တော့ဒီထက်ပိုပြီးအောင်မြင်မှုရမှာပေါ့ဒါတော့မှပဲဒါကားနှစီလုံးပြတ်သွားတယ်ရောက်60လောက်ပါရဲထဲက12ယောက်လောက်ဂိမ်းနေအဲပြီးရင်ဒါတို့ဒဏ်ရာရတဲ့ကောင်တွေလည်းရှိအောင်မှာပဲဒါ12ယောက်တောင်တည်တယ်ဆိုတော့နောက်ထပ်ဒဏ်ရာရတဲ့သူတွေလည်းရှိအောင်မှာပဲအဲ့တော့စစ်ကောင်စီကအဲ့လိုပုံစံမျိုးနဲ့ဒါဖြိုပြဲဖြစ်သွားတယ်တက်အချင်းပြောင်းသွားတယ်ဆိုရင်မဲ့လည်းတက်ချင်းလိုက်ရလားမချင်းလိုက်ရလားမပြောတတ်ဘူးပေါ့နော်ဘလို့သွားချင်းမလဲဆိုတော့မပြောတတ်ဘူးအဲ့မှာ ဲ့မှာရင်နာစရာအဖြစ်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ခုနဒုတက်ခွဲမှုဝတန်ပေါ့နော်ဒီစစ်ကြောင်းကိုဥဆောင်ပြီးတော့ဒီတိုက်ပွဲကိုဥဆောင်ပြီးတိုက်ခဲ့တဲ့ဒုတက်ခွဲမှုကကြာသွားတယ်ကြာသွားတာဘလို့ကြာသွားလဲဆိုတော့စစ်ကောင်စီဘက်ကဝါရဖြန့်တာရှိတယ်အဲ့ဒါကဒီတိုက်ပွဲအတွင်းမှာပေါ့နော် PDF တပ်ဖွဲ့အလောင်းတလောင်းပေါ့နော် PDF အလောင်းတလောင်းတွေ့တယ်ဒါပေမဲ့အစအနတွေပဲတွေ့တယ်ပေါ့နော်အဲအဲ့လိုမျိုး RPG မှန်ပြီးတော့တစားစီဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးသူတို့ဘက်ကပြစ်လိုက်တဲ့ RPG မှန်လို့ဒီတပ်ဖွဲ့ဝင်ကတစားစီဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကသတင်းတွေဖြန့်နေကြတာပေါ့နော် တကယ်တကယ်တမ်းတကယ်ဖြစ်စဉ်အမှန်ကအဲ့လိုမဟုတ်ဘူးတဲ့အဲ့ဒီဖြစ်စဉ်အမှန်အကြောင်းကိုဒါမင်းဘူးခရိုင်အမှတ်နဲ့တည်ရင်ကဒါဆရာအကြောင်းကပြောတယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီတိုက်ပွဲတွင်းမှာခုနဒုဒခွန်မှုဝေဆန်ကဒဏ်ရာရပါတယ်ဒဏ်ရာပြင်းထန်တဲ့အတွက်ထားတော်မထားနိုင်တော့ဘူးအဲ့လိုမထားနိုင်တော့ဘူးဆိုတဲ့အချိန်မှာသူကသူ့ရဲ့တနတ်ကိုအောက်ကတက်စိတ်မှုပေးလိုက်တယ်ပေါ့နော်အဲတက်စိတ်မှုတက်စိတ်မှုကိုပေးလိုက်တယ်ပေးပြီးတော့သူကပြေးခိုင်းတယ်သူ့အဖွဲတွေကိုပြေးခိုင်းတယ်အဲမင်းတို့အနေနဲ့တော့ပေါ့ပြေးပေါ့နော်မိုးတွေကလည်းရွာသူကလုံးဝလည်းမထားနိုင်တော့တဲ့အချိန်မှာအဲ့လိုပြေးခိုင်းပြီးတော့ လက်ပြဘုံကိုဘိုက်အောင်မှာကတ်ပြီးခွဲပြီးတော့သူ့ကိုယ်သူဆုံးစီရင်သွားတယ်။လုံးဝစစ်ကောင်စီလက်ထဲတော့အကြမခံနိုင်ဘူးစစ်ကောင်စီလက်ထဲတော့အဖမ်းမခံနိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ကိုယ့်ကိုယ်ကိုဆုံးစီရင်သွားတာပေါ့နော်။အဲ့တော့ရင်နာစရာကောင်းတာပေါ့နော်။ရင်နာစရာကောင်းတယ်။အဲဒါပေမဲ့စစ်ကောင်စီဘက်ကဝါရဖြန့်နေတယ်လို့တော့မဟုတ်ဘူး။လုံးဝမြင့်မြင့်မြတ်မြတ်နဲ့ပေးဆက်ပြီးတော့ကြာဆုံးသွားတာပေါ့နော်။အဲ့တော့အဲစစ်ကောင်စီဘက်ကအကောင်တွေကတော့ဒီဥစ္စာနဲ့ပတ်သက်လို့အမဲမသိရင်သူတို့ပဲပြစ်လိုက်လို့ RPG မှန်ပြီးတစားစီဖြစ်သွားလို့လို့ပါလို့ဒါမျိုးပုံစံမျိုးဝါရဖြန့်သေးရပါတော့။သူတို့ကောင်တွေ အဲ့လိုမျိုးပြစ်ခံရပြီဆိုတဲ့အချိန်မှာဒီကောင်တွေမရှက်ဘူးလားမသိဘူးနော်ပြေးကြအဲ့တော့ဒီဘက်ကတူတက်ခွဲမှုကြာဆုံးသွားတဲ့ဟာကတော့တကယ့်ကိုရင်နာစရာပေါ့နော်တကယ့်ကိုခေါင်းဆောင်ကောင်းပြီးတက်ဖွဲ့ဝင်ကောင်းပြီးရင်တိုက်ခိုက်ရေးတပ်သားကောင်းပြောကြတော့ရင်းဝန်ဆွန်စားတဲ့ဒါလူငယ်ပေါ့နော်အဲ့လိုမျိုးအဖိုးတန်တဲ့လူငယ်တယောက်နဲ့ဒါဆက်နှစ်ယောက်နဲ့လဲလဲရတဲ့သဘောတော့ဖြစ်သွားတာပေါ့ဗျာအာဟိုဘက်ကကောင်တွေကတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ဝါရဖြန့်နိုင်ရှိတယ်ဆိုပေမဲ့လည်းတကယ်တကယ်ဖြစ်စဉ်အမှန်ကတော့ခုနကကျွန်တော်ပြောရတဲ့အတိုင်းပဲဖြစ်တယ်ပေါ့နော် ူလုံးဝချန်ခဲ့ပြီဆိုတဲ့အချိန်မှာသူ့ကိုသူတော့လုံးဝစစ်ကောင်စီလက်ထက်အပါမခံနိုင်ဘူးကိုကောက်ပဲအဆုံးစီရင်ပြစ်မယ်ဆိုတဲ့စိတ်နဲ့လက်ပြပုံဘိုက်အောင်မှာကတ်ပြီးတော့ခွဲပြစ်တာအဲအဲအကြောင်းလို့ဟိုကောင်တွေကလည်း RPG မှန်တဲ့အစနာရီဖြစ်သွားတယ်ဆိုပြီးတော့ပြောတာပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးဆိုတဲ့အကြောင်းလေဒါမင်းဘူးခရိုင်ဒါအမှတ်နှစ်တရင်ကဆရာကျောင်းကပြန်ပြောပြထားတယ်ပေါ့နော်အဲ့တော့တပ်ဖွဲ့တွေကမြေပြင်မှာအဲ့လိုစိတ်သက်တွေနဲ့တိုက်ပွဲဝင်နေကြတာပါတကယ်ကိုအားကျုံမှန်တဲ့နေပေါ့နော်အဲလုံးဝကိုယ့်အသက်ဒေဆုံးသည့်အထိပြီးရင်ကိုယ့်အသက်ဒေဆုံးမှာတော့မှအကြောင်းမလန့်မဲနဲ့ပေါ့နော် တိုက်ပွဲဝင်နေကြတာဖြစ်တယ်အောင်မြင်မှုတွေရအောင်ယူနေကြတာဖြစ်တယ်ဒီဖြစ်စဉ်မှာဆိုရင်လည်းသူသာဒီလိုမဖြစ်ခဲ့ဘူးဆိုရင်တရားအောင်မြင်မှုအကြီးကြီးပဲလေနော်အကြီးကြီးပဲဒါကားတွေပါဖြည့်ဆည်းနိုင်ခဲ့တဲ့အတွက်တကယ်အောင်မြင်မှုအကြီးကြီးပဲဒါပေမဲ့အခုလိုဖြစ်သွားတာဖြစ်တဲ့အတွက်ဒါတပ်ဖွဲ့ကြီးလည်းအပြစ်ဝါတော့မပြောနိုင်တော့ဘူးပေါ့နော်ဒါမြင်းမြင်းမြဲကြာဆုံးသွားတဲ့အတွက်ရေဖို့ကိုတကယ်ကျေးဇူးတင်ဂုဏ်ပြုပါတယ်ဗောနော်နောက်တစ်ခုကဒီ NCA စနစ်ပြည့်ခန်းနာနဲ့ပတ်သက်ပြီးတော့ဗောနော်စေအုပ်စုလုပ်တဲ့ခန်းနာနဲ့ပတ်သက်ပြီးတော့ဒါစစ်ကောင်းဆောင်မင်းအောင်လှိုင်ကလည်းပေါ်ပန်း၄၀တွေပြောတယ် ူအောင်မှာရှိတဲ့ဒါစစ်ကောင်းဆောင်တွေစစ်ဘုတ်ကျိုးတွေကလည်းပေါ်ပန်း၄၀တွေပြောတယ်ပြီးတော့သူတို့ကိုထောက်ခံပါတယ်ဆိုတဲ့ဟာသူတို့ပေးတဲ့အခွင့်အရေးကိုယူပြီးတော့မျှော်ကိုးပြီးတော့သူတို့အလိုကျလုပ်ပေးနေတဲ့ဒါအဖွဲ့အစည်းတွေကလည်းပေါ်ပန်း၄၀တွေပြောတယ်ပေါ့နော်အဲအဲ့လိုမျိုးဒီ NCA ပေါ့နော် NCA ပါအချက်လက်တွေအကုန်လုံးကိုစာချုပ်ပါတဲ့အချက်လက်တွေအကုန်လုံးကိုတခါမှမကြံချိုးဖောက်နေတဲ့စစ်ကောင်စီရဲ့ဒါစကားတွေဖိတ်ခေါ်မှုတွေကိုယုံကြည်ပြီးတော့တွတ်တက်တဲ့သူတွေကလည်းရှိသေးတယ်ဗျအဲ့တော့ဒီ NCA နဲ့ပတ်သက်လို့ပေါ့နော်ဒီရက်ထဲမှာတော်တော်လေး ထူးခြားတဲ့ဟာတွေအများကြီးပဲတွေ့ရတယ်ပြီးတော့ဒါပြောင်းလဲလာတဲ့အခြေအနေတွေလည်းတွေ့ရတယ်ပြီးတော့စစ်ကောင်စီရဲ့ကြားလေကြားလေပေါ်ပေါက်လာတဲ့သူတို့ရဲ့ရည်ရွယ်ချက်အမှန်တွေကိုလည်းတွေ့ရတယ်ဗောနော်အဖားလာငါလာကွဲလာတဲ့ဟာတွေပေါ့ဗျာအဲ့တော့ကျတော့ဘလိုပဲဖြစ်ဖြစ်ဒီ NCA ကထူးခြားတဲ့အချက်လက်တွေတော့အများကြီးတွေ့ရအဲ့မှာပထမဆုံးဒါ UWSA ပေါ့နော်ဝဝအနေနဲ့ဒါဝပြည်နယ်ကိုလိုချင်တယ်ဆိုရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရလွတ်တော်တဲ့ဝင်ပြီးတော့တောင်းဆိုပါဆိုပြီးတော့ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပေါ့နော်ရာပြည့်ကပြောလိုက်တယ် ပြည်내ရဖို့ဒါလွတ်တော်လဲဝင်ပါဆိုတဲ့ယာပြည့်ရဲ့စကားကိုပေါ့နော်အဲဝါဘက်ကနေပြီးတော့ UWSA ဘက်ကနေပြီးတော့ဒါမှတုံ့ပြန်တာမျိုးတော့မရှိသေးဘူးပေါ့နော်လက်ရှိမှာ UWSA ဆိုတာကဝါဆိုတာကလက်ရှိမှာနိုင်ငံသားတော်လှန်ရေးတပ်ဖွဲ့တွေထဲမှာအင်အားအကောင်ဆုံးအတောင့်တင်းဆုံးပေါ့နော်လက်နက်အင်အားဘာညာအကုန်လုံးအတောင့်တင်းဆုံးအဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ်နောက်တစ်ခုကသူတို့အုပ်ချုပ်ပါတယ်ဆိုတော့သူတို့ထိန်းချုပ်ထားတဲ့နေပြည်တော်ဆိုရင်အရန်ဖွံ့ဖြိုးတိုးတက်တာတွေရှိနေတယ်ပေါ့နော်တကယ်ကိုဖွံ့ဖြိုးတိုးတက်ဆုံးအဖွဲ့အစည်းကြီးတစ်ခုလည်းဖြစ်တယ် အဲစစ်ကောင်စီကတည့်ရတိုင်းပဲအပြုတ်တွေပါတိုက်ရတယ်ဗောနော်မင်းအွန်လိုင်းကိုလည်းအပြုတ်တွေပါတိုက်ရတဲ့အဖွဲ့စည်းတစ်ခုလည်းဖြစ်တယ်အဲကျွန်တော်ဒီအဖွဲ့ကိုသူကကိုယ်စလဲတွေပဲတက်လာတယ်ဗောနော်ဒါကလည်းအတင်းကျပ်ဖိတ်တဲ့ပုံစံမျိုးယူဆနိုင်တယ်ဗောနော်ဘာဖြစ်လို့လဲဆိုတော့ရှေ့ပိုင်းမှာဒါဒါမျိုးပုံစံမျိုးတွေမတွေ့ရဘူးအဲကျွန်တော်တက်လာပြီဆိုတော့ကိုယ်စလဲတွေကိုဒီရာပြေးကသူကဒီအနေနဲ့ပတ်သက်လို့ရှင်းပြတယ်ဗောနော်ဟိုဒါတစ်ဖက်ကတောင်းဆိုရတဲ့ဟာနဲ့ပတ်သက်လို့သူကရှင်းပြတယ်ဆိုတဲ့ပုံစံမျိုးသူလည်းပြောသွားတယ်အဲ့ဒါကရနိုင်ခြေတွေကဘာရှိတယ်ဘယ်နေရာဘယ်နေရာတွေရှိတယ်အဲကျွန်တော်သိချရှင်းပြပါတယ်တဲ့ တက်ရောက်လာတဲ့သူတွေကတော့အကုန်သဘောပေါက်တယ်ဒါပေမဲ့သူတို့ခေါင်းဆောင်ကိုရှင်းပြတဲ့အခါကျတော့ဒါသူတို့ခေါင်းဆောင်ကသဘောမတူတဲ့ကိစ္စဖြစ်တော့ဆက်ပြီးတော့ဆွေးနွေးလို့မရဘူးပေါ့နော်ဒါဥပောက်ယူချမ်းပေါ့နော်အဲသူ့ကိုပြန်ပြီးတင်ပြတာဖြစ်မယ်ပေါ့နော်အဲ့လိုတင်ပြတဲ့ခါကျတော့ဒါနဲ့ပတ်သက်လို့သူတို့ကသဘောမတူဘူးပေါ့နော်သဘောမတူတော့ဆက်ပြီးတော့ဆွေးနွေးလို့မရဘူးပေါ့နော်အဲတော့ကျတော့စစ်ကောင်စီဘက်ကတော့ဈေးစစ်တဲ့ပုံစံမျိုးတွေလုပ်နေတာတော့တွေ့ရတာပေါ့ဗျာ ဒါကိုယ်စလဲလေးနဲ့တွေ့ပြီးတော့ရှင်းပြတယ်ရှင်းပြတဲ့အချိန်မှာဟုတ်ဘူးဒီလိုမျိုးတောင်းနေဆိုရင်ငါတို့ကတော့ဒါတော့ပေးနိုင်တယ်ဒီရဒီရတော့ဒီလိုရှိမယ်ဘာညာအဲအဲ့လိုပုံစံမျိုးတော့ဒါတွေ့နိုင်တယ်အဲ့တော့မင်းအောင်လိုင်ကသူသားတမနာဖြစ်မယ်သူသားဆက်ပြီးတော့အာနာကိုဆွဲကင်ထားလို့ရမယ်ဆိုရင်သူကအကုန်လုံးလိုက်ရောမယ့်ပုံစံမျိုးမြင်နေရအဲပြီးရင်ဒီအဖွဲအစည်းကြီးဖြစ်တဲ့အတွက်ဒါဒီလိုမျိုးပုံစံမျိုးဆက်ဆံနေတယ်ဆိုပြီးတော့လေဒါယူဆလို့ရတယ်ဗောနော်အဓိကအင်အား တောင့်တင်းမှုပြီးရင်ဒါခိုင်မာမှုပေါ့နော်အဲ့လိုအဖွဲ့အစည်းမျိုးဆိုရင်ဒါခုနလိုမျိုးဒါအပြုတ်တိုက်တဲ့အဆင့်နေတိဖြစ်တာပါဗျာအဲ့တော့အခုလဲဒါသူ့ရဲ့ဒါတပည့်လိုပဲပြောပါတော့ဒီယာပြေးကအဲ့အန်နဲ့ပတ်သက်လို့အဲဒီဒီလိုမျိုးတွေဒီလိုမျိုးတွေပြောခဲ့ပါတယ်ဒါပေမဲ့သူတို့ဘက်ကသဘောမတူလို့ဒါကျွန်တော်တို့ဆက်ပြီးဆွေးနွေးလို့မရတာပါဆိုတဲ့ပုံစံမျိုးပြောသွားတော့သူကလိုက်ရောပေးနိုင်သမျှအကုန်လုံးကိုလိုက်ရောမဲ့ပုံစံမျိုးမြင်နေရတကယ်လို့များအဆင်ပြေတာတွေပါလိရှိလာခဲ့မယ်ဆိုရင်သူတို့လှုပ်လို့ငြိမ်းချမ်းတယ်အဲ အဲသူတို့လှုပ်ခဲ့လို့ပဲဒီ Federal စနစ်ကိုတိုင်းပြည်ကရတယ်ဆိုတဲ့ပုံစံမျိုးတွေခိုက်ဖန်းကျင်တာလည်းပါတာပေါ့လေနော်အဲဒါကြတော့မင်းအောင်လိုင်ကအခုနောက်ပိုင်းမှာသူအာနာရဖို့အတွက်ပဲသူကစ조사နေတယ်သူအာနာရဖို့အတွက်ဒီအဖွဲ့တွေကသူသူလှုပ်ဆောင်တဲ့အထဲမှာပါဝင်လာဖို့ပူးပေါင်းလာဖို့အတွက်ကိုသူကလိုလားတယ်အဲ့လိုလှုပ်ပြီးမှပဲသူကရွေးချယ်ခံအစိုးရတရက်ပေါ်ပေါက်လာမယ်အဲ့ခါကျမှသူကဒီဆက်ပြီးတော့အာနာရထားမယ်ပေါ့နော်အဓိကတော့ရွေးကောက်ပွဲအဆင်ပြေပြေလုပ်နိုင်ဖို့အတွက်ကိုသူရည်ရွယ်နေတာပေါ့နော်အဲ့တော့ကျတော့ဒါနောက်တစ်ခုကဒီ RCSS အဲ့ဒါကတော့ဒါ၁၀နှစ်ပြည့် NCA ဘွဲကိုမတက်ဘူး။ဒါပြင်ဒါအတိုင်းပြည်အာဏာကိုထိန်းချုပ်လိုက်ခြင်းကြောင့်မလို့တနိုင်ငံလုံးအပြစ်ခတ်ရစေးစာချုပ် NCA စာချုပ်ကပေါ့နော်။လောကငင်းငယ်လုပ်ငန်းစဉ်တွေကရပ်တန့်သွားပြီဆိုတဲ့အကြောင်းကိုရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကသတင်းထုတ်ပြန်ခဲ့။ NCA ၁၀နှစ်ပြည့်ကို RCSS ကောင်းဆောင်ဒါဗိုလ်ချုပ်ကြီးရွှေစစ်ကလည်းမတက်ခဲ့ဘူးမတက်ရောက်ခဲ့ဘူး။အဲသူပြောလိုက်တဲ့ဟာတွေရှိတယ်ပေါ့နော်။အဲ့ဒါပါလဲဆိုတော့ဒီဒီဟာတွေကဘာကြောင့်ပြတ်သွားတယ်လဲဆိုတဲ့ဟာကိုသူထောက်ပြလိုက်တဲ့ဟာတွေရှိတယ်။အဲ့ဒါက တိုင်းပြည်အာဏာကိုထိန်းချုပ်လိုက်တဲ့အတွက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရပ်တန့်သွားစေခဲ့ကြောင်းသူထောက်ပြတယ်။ပြီးရင်ဒါနှစ်ဦးနှစ်ဖက်ယုံကြည်မှုမတည်ဆောက်နိုင်ခြင်း၊နှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးထားသည့်သဘောတူစာချုပ်အတိုင်းအကောင့်ထဲမပေါ်နိုင်ခြင်း၊ပြီးရင်2008ဖွဲ့စည်းပုံခြေခံဥပဒေအောက်ရောက်ရှိရေးအတွက်အစိုးရကဒါတိုင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကိုဖိအားပေးလှုံ့ဆော်စေခြင်း၊ပြီးရင်တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက်အစိုးရအနေဖြင့်စိတ်အားထက်သန်မှုနှေးပါခြင်း။တကယ်အမှန်ပဲအဲ့ဟာတွေအကုန်မှန်တယ်တကယ်ပြောတာ။ဘာလို့လဲဆိုတော့စစ်ကောင်စီကအခုလုံနေပါတယ်ဆိုတာဟာအကုန်လုံးကသူအာဏာရဖို့အတွက်ပဲလုံတယ်။ တိုင်းပြည်အတွက်ဆိုတဲ့ဟာတခုမှမပေါဘူးပြီးတော့ဒီဒီတိုင်းသားတွလိုင်းတပ်ဖွဲ့တွေပေါ်မှာပဲ तू ကဖိအားပေးဖို့ပဲ तू စ조사ခဲ့ तू အမြဲတမ်းမှချင်းချောက်တယ်ချင်းချောက်တယ်အေးလုံချင်တာကြီးပဲပြောမနေနဲ့ဖြစ်တဲ့နာဦးပဲပြောအဘာညာအဲ့လိုပုံစံမျိုးကြီး तू ချင်းချောက်ခဲ့တာရှိတယ်ပြီးရင်ဒါသူ့စီအားကောင်တွေကအစပေါ့နော်သူ့ရဲ့လက်ဝေကန်တွေကအစဘယ်တပ်ဖွဲ့ကိုတော့ဖြစ်ဘလိုမျိုးပြုတ်တိုက်ပလိုက်မှာအဲဘယ်ဥစ္စာကိုတော့ဖြစ်ဘလိုမျိုးကြိတ်ပလိုက်မှာအဲဘလိုမျိုးလှုပ်လိုက်မှာဆိုတဲ့ပုံစံမျိုးတွေနဲ့ချင်းချောက်နေတာကြီးလည်းရှိတယ် အပြီးတော့ကျတော့ဒီ NCA NCA ဆိုပြီးအကြောင်းပြပြီးတော့ဒါနိုင်ငံကကိုအဲကျွန်တော်ကတော့ဖိတ်ခေါ်ပါလေသူတို့ကမလာတာပါဆိုတဲ့ပုံစံမျိုးဒီဇိုင်းမျိုးလဲရှေ့ပိုင်းကာလတွေမှာတောက်လျှောက်လုပ်ခဲ့တယ်ပေါ့နော်အဲ့လိုလုပ်ပြီးမှဒါဖိအားမျိုးစုံပေးပြီးတော့သူ့သဘောကျဒီလမ်းကြောင်းတွေကိုဆွဲထည့်နေတာပေါ့နော်အဲ့တော့အဲ့ဥစ္စာတွေကိုလည်းထောက်ပြသွားတယ်ပေါ့နော်အဲ့တော့နှစ်ဦးနှစ်ဖက်ယုံကြည်မှုမတိဆောက်နိုင်ဘူးဒါလည်းအမှန်ပဲဒီကောင်ဘယ်တော့မှဂတိမတည်ဘူးမင်းအောင်လည်းဘယ်တော့မှဂတိမတည်ခဲ့ဘူးအဲ့တော့အခုအချိန်အထိဒီကောင်ဂတိတည်မယ်လို့ယုံကြည်ပြီးတော့တွားတက်ခဲ့တဲ့သူတွေလည်းစဉ်းစားလို့မရဘူး တကယ်ပြောတာစစ်ကောင်စီဘက်ကမင်းအောင်လှိုင်ကအခုလုံးသမြန်သူ့ဘက်သူပေါက်တက်ကြရတယ်ပဲသူပြောခဲ့တာပဲရှိတယ်အဲ့ဥစ္စာကြီးနဲ့ပတ်သက်လို့ဘာတစ်ခုမှလည်းသူကောင်းတယ်မဖော်နိုင်ဘူးအဲဘာတစ်ခုမှလည်းမမှန်ကန်ဘူးပေါ့နော်သူအမြဲတမ်းမှပြောတဲ့ဟာတွေအကုန်လုံးကလိန်ညာတွေပဲဖြစ်နေတယ်အဲ့လိုဟာမျိုးတွေအဲ့လိုဂရိစကားမျိုးတွေကိုယုံကြည်လို့မရဘူးအဲ့လိုမျိုးပုံစံမျိုးနဲ့လည်းနှစ်ဖက်ယုံကြည်မှုတိဆောက်လို့မရဘူးအဲ့တော့နှုတ်နှစ်ဖက်ယုံကြည်မှုမတိဆောက်နိုင်ဘူးပြီးရင်နှုတ်နှစ်ဖက်လက်မှတ်ရေးထိုးထားတဲ့ဒီသဘောတူစာချုပ်အတိုင်းအကောင့်ထဲမဖော်နိုင်ဘူးစာချုပ်ထဲမှာပါတဲ့အချက်လက် အကုန်ချိုးဖောက်တယ် ချိုးပေါက်တယ်ချိုးပေါက်ပြီးတော့သူကပဲဒါဒီဘက်ကတပ်ဖွဲ့တွေကိုဆွဆွဲနေတဲ့ပုံစံမျိုးတွေလုပ်တယ်အဲကြတော့ဘလို့မှအဆင်မပြေနိုင်ဘူးအဲ့တော့တိုင်းပြည်ပြုပြပြောင်းလဲရေးအတွက်တကယ်အမှန်တကယ်စိတ်အားထက်သန်မှုမရှိဘူးဆိုတာလည်းဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်တိုးတက်တာပြောင်းလဲလာတာဘာတမှမရှိဘူးဒီကောင်လက်ထက်မှာအကုန်လုံးနှိမ့်ကျသွားတာကြီးပဲတကယ်သာဒီကောင်တိုင်းပြည်ပေါ်မှာစေနာရှိတယ်ဆိုရင်ဒီလိုလမ်းစဉ်မျိုးလဲရွေးခဲ့မှာမဟုတ်ဘူးဒီလိုလှုပ်လိုက်ရင်ဓာရီဖြစ်မယ်ဆိုတဲ့ဟာကိုဒီကောင်လည်းသိထားပြီးသားအဲ့လိုသိထားတဲ့ဂျားတွေကမှဒီလိုလှုပ်တာဖြစ်တဲ့အတွက်သူကသူ့ရဲ့ကိုကြိုးအတွက်ပဲကြည့်ခဲ့သူ့ရဲ့အာနာအတွက်ပဲကြည့်ခဲ့ ဒါတွေပြီးသွားရင်တော့မှသူကနောက်ဘက်ကနေအာနာကိုချုပ်ကင်နိုင်ဖို့အတွက်ကိုပဲဆက်လက်စ조사နေအောင်ပါအဲ့တော့အဲ့လိုကောင်မျိုးနဲ့ဒါသူ့ရဲ့ခရီးစကားတွေကိုယုံကြည်ဖို့ဆိုတာဘရောမှမဖြစ်နိုင်ဘူးပေါ့အဲ့တော့ဘာလုပ်ရမလဲဆိုတော့ဒီ NCA နဲ့ညီညာရေးလုပ်ငန်းစဉ်များအောင်မြင်အတွက်လည်းသူကအကြံပြုသွားဘလို့ပဲဖြစ်ဖြစ်ပေါ့နော် ဒီဒီဟာတွေကိုဘယ်လိုမြန်ပြီးတော့ဒါယုံကြည်မှုတည်ဆောက်ရမလဲအဲဘယ်အဖွဲ့တွေဘယ်အဖွဲ့တွေ ਨੇ ပြန်ပါဝင်ပြီးတော့ဘယ်လိုမျိုးအတည်ပြုရမလဲဒါတွေတော့ပြောသွားတယ်ပေါ့နော်ဒါပေမဲ့သိကြတယ် RCSS ကဒီပွဲကိုမတက်ရောက်ခဲ့ဘူးပေါ့နော်အဲ့တော့ဘာဖြစ်လာနိုင်တယ်လဲဆိုတော့ RCSS မတက်တော့လို့ဒါရလခအရှိလေပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ပြီးရင်ရပါခအရှိပိုင်းတိုင်းစစ်ဌာနချုပ်အဲ့လိုနေရာမျိုးတွေမှာတိုက်ပွဲတွေဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့နော်စစ်ကောင်စီဘက်ကရောအခုလိုစစ်မျက်နှာတွေအများကြီးဖြစ်နေတဲ့တော်တွင်းမှာဒီလိုမျိုးပုံစံမျိုးသူဖြစ်ခံရဲပါမလား အဲဟိုကတော့ပေါ်ပေါ်တည်တည်ပဲထောက်ပြသွားတယ်ဟုတ်တယ်မင်းတို့လုံနေတာဒါ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 အကြောင်းမလို့အဲအဲ့လိုမျိုးထောက်ပြလာပြီဆိုရင်အဲ့ကောင်လက်ခံမှာမဟုတ်ဘူးလက်မခံဘူးဆိုရင်လည်းကြိုက်တာဒါဟိုဟာဖြစ်ဘူးလက်မခံဘူးဆိုရင်မဲ့လည်းဒါကြီးကအမှန်ဖြစ်နေတယ်အမှန်ဖြစ်နေတော့ကျတော့ तू ကမကျေနပ်ဘူးဆိုရင်ဘာလုံးမလဲတိုက်မလားတိုက်မှာဆိုရင်ရောမင်းအွန်လိုင်းနေနဲ့အခုလိုမျိုးစစ်မျက်နှာတွေအများကြီးသူရင်ဆိုင်ပြီးတော့ခက်ခဲနေရတဲ့အခြေအနေမှာနောက်ထပ်စစ်မျက်နှာတစ်ခုဖွင့်ရဲပါမလားပေါ့နော်အဲဒါပေမဲ့စစ်ကောင်စီရဲ့ဒါခေါင်းဆောင်ဖြစ်တဲ့ပေါ့နော်မင်းအွန်လိုင်းကအုံတော့မပါတဲ့ကောင်ဖြစ်တဲ့အတွက် အမျိုးမျိုးဖြစ်လာနိုင်ရရှိတယ်ဆိုတဲ့ဟာလည်းယူဆလို့ရတာပေါ့နော် RCSS ကဒီလိုမျိုးထုတ်ပြီးတော့ပေါ်ပေါ်တင်တင်ထောက်ပြလိုက်ပြီးတဲ့အပြင်ကမှရှေ့ပိုင်းကာလမှာလည်းဒါအခြားတော်လိုင်းအင်အားစုတွေကလည်းဒီစစ်ကောင်စီရဲ့ NCA ဆိုတဲ့ဟာကစက္ကူစုပ်တတာပဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုတညီတညာနဲ့ထုတ်ပြန်လိုက်တာရှိတယ်။ NCA ပါအချက်အလက်တွေကိုလုံးဝတခုမကြံချိုးဖောက်နေတဲ့စစ်ကောင်စီကိုအယုံကြည်မရှိတော့တဲ့အဖွဲ့တွေရှိသလိုခုနလည်းပေါ့နော်တညီတညာနဲ့ထုတ်ပြန်လာတဲ့အဖွဲ့တွေရှိသလိုစစ်ကောင်စီအလိုကျ ပြီးရင်စစ်ကောင်စီပေးတဲ့အခွင့်အရေးပေးမဲ့အခွင့်အရေးကိုမျှော်ကိုပြီးတော့စစ်ကောင်စီလိုချမရောလိုက်လိုချလိုက်ပြီးတော့ပြောဆိုနေတဲ့ဟာတွေပေါင်းသင်းနေတဲ့ဟာတွေလည်းရှိတယ်ဗောနော်အဲထဲမှာဆိုလဲဒါစောမြရာစာလင်းလို့ဗောဗျာအဲအဲ့လိုမျိုးဒါဘွားတော်ကြီးဆိုလဲဒါသူပြောသွားတယ်ဗောနော် NCA ကိုဒါလူတူဦးတယောက်ကတဖွဲ့ကပျက်စီးသွားပါပြီဆိုပြီးပြောလို့ဒါတရားမဝင်ဘူးတဲ့ NCA ကိုပါဝင်လက်မှတ်ထိုးခဲ့တဲ့ပုံကိုယ်တွေလည်းအများကြီးရှိသေးတယ်ဗောနော်သူတို့တောင်မှရှိသေးတယ်ဗောနော်အတိတ်တည်းတွေရှိတယ် NCA ကိုလက်မှတ်ရေးထိုးတာတဲ့ကျမတို့တွေကတက်ရှိထင်ရှားရှိသေးတယ်ဗောနော်အဲ့တော့ တဦးတယောက်တစ်ဖွဲ့ကနေပြီးတော့ဒါပြက်စီးသွားပါပြီလို့ပြောတာနဲ့ဒါကတရားဝင်သွားမှာမဟုတ်ဘူးဆိုပြီးတော့ပြောသွားတယ်။ပြီးရင် NCA ကပြည်သူတွေကိုမျက်နှာမူပြီးတော့ရေးဆွဲခဲ့တာဖြစ်တယ်။သူပြောရဟာနော်။အဲတိုင်းရင်းသားလက်နက်ကင်တော်လိုင်းအဖွဲ့စည်းတွေတက်တက်အတွက်ရေးဆွဲခဲ့တာမဟုတ်ဘူး။ကျွန်မကိုယ်တိုင်ပါဝင်ပြီးတော့ရေးဆွဲခဲ့တာဖြစ်တယ်တဲ့။အဲ့တော့ပြန်ကြည့်အောင်ဟိုနေ့ကကြာကျွန်တော် NCA ပါပါတဲ့အချက်တွေကျွန်တော်ပြောပြရတဲ့အထက်မှာဟုတ်တယ်။ပြည်သူအတွက်တော့ရေးဆွဲထားတာမှန်တယ်။ပြည်သူအတွက်ကြီးပဲဥတီပြီးတော့ရေးဆွဲထားတာမှန်တယ်။ ဒါပေမဲ့အဲ့အချက်တွေအကုန်လုံးကိုချိုးဖောက်နေတာဖြစ်တဲ့အတွက်ပြည်သူကိုကြည့်ပဲ UTP ချိုးဖောက်နေတာအဲ့ဒီဟာကိုဒီစောမြရာစာလင်းကမသိဘူးလားသူကိုယ်တိုင်ရေးဆွဲခဲ့တာလေသူကိုယ်တိုင်ရေးဆွဲခဲ့တဲ့အချက်တွေဖြစ်တဲ့အတွက်သူအလွတ်တောင်ရနိုင်အောင်ပါ သူပြောနှစ်နှစ်တော့ဘာလို့ပြောသွားသေးလဲအဲတော့အဲ့လိုမျိုးအချက်တွေတဲမှာစစ်ကောင်စီကတစ်ချက်မှမလိုက်နာဘဲနဲ့ပြည်သူကိုနှိမ့်ဆက်ညှဉ်းပန်းတပ်ဖြတ်တာမျိုးတွေလုပ်နေတာချိုးဖောက်နေတာအဲ့ဒီဟာတွေကိုသူတို့ကဘာမှမပြောဘူးလားအဲ့ဒါတွေကိုမသိကြအောင်စောင့်နေတာလားစောင့်မှာပေါ့စစ်ကောင်စီပေးထားတဲ့အယိုးအရင်းကြောင့်မလို့သူတို့တွေအဆင်ပြေနေကြတာ哦အဲ့ဒါကြောင့်မလို့စစ်ကောင်စီအလိုကျစစ်ကောင်စီရဲ့သဘောကျမင်းအွန်လိုင်းသဘောကျအခုလိုမျိုးပေါ့နော်ပေါ့လို့ပေးစားတွေလိုက်ပြီးတော့ပြောပြနေတာဖြစ်တယ်လို့ပဲဒါကျွန်တော်ကတော့ပြောချင်တာပေါ့နော်အဓိကတော့ဒီဟာတွေကိုသူကရန်ရေးဆွဲခဲ့တာဆိုပြီးတော့သူဂုံယူဝင်ကြွားဆိုတာပြောနေပေမဲ့ ီဟာတွေကိုတကယ်ချိုးပေါက်နေတဲ့အချက်တွေကိုကြတော့တို့မသိကြအောင်စောင်းနေတာပေါ့နော်။အဲဒါကြောင့်မလို့ဒါအခုလိုမျိုးဒါစစ်ကောင်စီအလိုကြပေါ့နော်။မင်းအွန်လိုင်းလိုကြဒါစီးမျောပြီးတော့လိုက်ပါပြောဆိုနေတဲ့အဖွဲ့လေအများကြီးရှိတယ်ပေါ့နော်။အဲ့တော့ NCA ကတစ်ဖက်ကလည်းအာဒီဒီစာချုပ်ပါအချက်လက်တွေကိုချိုးဖောက်နေတာဖြစ်တဲ့အတွက်အာနာကိုဒါမတရားရယူသိမ်းပိတ်လိုက်တာဖြစ်တဲ့အတွက်ဒါပြက်ပြဲသွားပြီဆိုတဲ့ပုံစံမျိုးပြောတဲ့အဖွဲ့တွေလည်းတညင်တညွတ်တဲ့အများကြီးရှိသလိုတစ်ဖက်မှာလည်းစစ်ကောင်စီရဲ့အခွင့်အရေးပေးမှုတွေကိုမျှော်လင့်ပြီးတော့ ပြောဆိုနေတဲ့ဟာတွေလည်းရှိတယ်ဒီကြားထဲမှာမှပဲပေါ့နော်ဘာမဆိုင်ညာမဆိုင်ဒါအမေစုကိုထည့်သွင်းပြီးတော့ပုတ်ခတ်သွားတဲ့ကောင်ကရှိသေးတယ်ဒါစစ်အုပ်စုဝင်းကြီးဟောင်းဆိုတဲ့ကောင်ပေါ့နော်အဲစစ်ဘုတ်ချုပ်ဟောင်းလည်းဝင်းကြီးဟောင်းပေါ့နော်ဦးအောင်မင်းဆိုတဲ့ကောင်ကလည်းဒါအမေစုကိုပြောသွားတယ်ဒါငင်းငယ်ကြီးပွဲစားလို့လည်းသူ့ကိုပြောကြတာပေါ့နော်ဒါသူကအကျိုးဆောင်ဆိုတဲ့ပုံစံမျိုးနဲ့တော့သူ့ကိုသူပြောတာပဲဒါပေမဲ့အဲ့ကောင်ကဒါစစ်အရာရှိကြီးတယ်ခုနကလို့စစ်ကောင်းဆောင်နေရှေ့မာတင်ကိုပဲသူကဒီအခမ်းအနားမှာပေါ့နော်သူကဒီမတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ အမေစုလိုပုံကုတ်မျိုးပေါ့နော်ဒါနိုင်ငံတော်အတိုင်းအမြင်ကပုံကုတ်မျိုးကိုထည့်ပြီးသွင်းပြီးတော့ပုတ်ခတ်သွားတယ်ပေါ့နော်အမကြီးဆိုပြီးတော့ဒါအစပြိုးပင်မဲ့ပေါ့နော်ဒါပေမဲ့ကောင်းတဲ့စကားပြောသွားတာတော့မဟုတ်ဘူးအမကြီးဒေါအောင်ဆန်းစုကြည်ရဲ့ကောင်းမှုကြောင့်မလို့ငင်းငယ်ရင်းမှာနှောင့်နှေးကြံ့ကြာခဲ့တာတွေတော့ဒါမပြောတော့ပါဘူးဆိုတဲ့စကားမျိုးထည့်ပြီးတော့ပုတ်ခတ်သွားသေးတယ်ဘလို့ကောင်းနေလဲကျွန်တော်ပြောတကယ်ငင်းငယ်ရင်းမရပဲနဲ့အခုလိုမျိုးနှောင့်နှေးနေတဲ့ဟာတွေကအမေစုကြောင့်ဆိုပြီးတော့ပြောချသွားသေးတယ် အဲ့တော့အဲဒီကောင်တွေကသူတို့ရဲ့လောရက်တွေအဲသူတို့ကြောက်မလို့ဖြစ်လာတဲ့အကျိုးဆက်တွေကိုသူတို့ကိုယ်တိုင်လက်မခံနိုင်ပဲနဲ့လက်ညှိုးထိုးမဲ့လူလိုက်ရှာနေတာဘာသူဖြစ်ဖြစ်လိုက်ရှာနေလက်ညှိုးထိုးဖို့အတွက်ဒါပေမဲ့အမြဲတမ်းမှာသူတို့မနာလိုဝင်ဒိုစိတ်ကြီးစွာနဲ့တိုက်ခိုက်နေတဲ့အမေစုကအမြဲတမ်းပြတ်မဲ့သွားဖြစ်အခုလဲမတရားဖန်ဆီးပြီးတော့အကျဉ်းချထားတယ်စိတ်ဒဏ်ရာတွေရအောင်လှုပ်ထားတယ်သူ့ရဲ့တက်တန်းတလျှောက်လုံးကိုပေါ့နော်ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ပဲဖျက်ဆီးနေရအောင်ဆိုတဲ့ပုံစံမျိုးဒီကောင်တွေစီမံခဲ့ကြတယ် ဒီကောင်းနေမျိုးဆက် asset set ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ရုပ်မာခဲ့ကြတယ်အခုချိန်ထိလည်းရုပ်မာနေတော့မယ်ဒါတောင်မှပဲဒီလိုမျိုးစကားမျိုးတွေကိုပေါ့နော်စင်ပေါ်မှာတက်ပြီးတော့မျက်နှာပြောင်တိုက်ပြီးတော့ပြောပါတယ်ဆိုတဲ့ကဒီကောင်းနေကဘလို့လူစားမျိုးတွေလဲပေါ့နော်ဘလောက်တောင်မှအောက်တန်းကြတဲ့လူစားတွေလဲဆိုတဲ့ဟာကိုလည်းသိစေချင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါအမကြီးအမကြီးနဲ့ပြောတဲ့ဟာပေါ့အဲဥစ္စာကတော့စစ်ကောင်စီဘက်ကဒီလိုမျိုးတုံးနှုံးဆိုရင်သူတို့ကတိတ်မကြိုက်ချင်ဘူးအဲမကြိုက်ချင်ဘူးဘာလို့လဲဆိုတော့သူကမေစုပေါ်မှာပေါ့နော်ပို့ပြီးတော့လေးစားတဲ့ပုံစံမျိုးပြတာ ယိုကျိုးတာဝစ်တွားတာဒါမျိုးပုံစံမျိုးကိုသူ့စီကကောင်းနေလောက်တာမြင်ရင်သူတို့ကမကြိုက်ဘူးအဲသူရရွှေမန်းလိုဟာမျိုးတွေရှိတယ်ဘုရုပ်ကျော်ဆွေလိုဟာမျိုးတွေရှိတယ်ပေါ့နော်ချက်ချင်းလက်ငင်းနေရာတွေချင်းပစ်တာတွေယာရုတွေပြန်ပြောင်းပစ်တာတွေဒါမျိုးပုံစံမျိုးတွေလောက်ခဲ့ရလဲရှိတယ်ပေါ့နော်ဒီလိုမျိုးဒါတာရကတွေလည်းရှိခဲ့ဘူးတာပေါ့လေနော်အဲ့တော့အောက်ကနားထောင်နေတဲ့ကောင်းနေကတော့ဘလို့နေမလဲမသိဘူးအမကြီးလိုလဲခေါ်တော့ဟာဒီကောင်ဘာလဲပေါ့နော်ပြီးရင်မေဆုကလည်းဖဲ့သွားတာဟာဘာလဲသူကဘာကျေနပ်ရမှာလားမကျေနပ်ဘူးလားအဲ့လိုပုံစံမျိုးတော့ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒါပေမဲ့အောက်တန်းကြရတယ်ဆိုတဲ့ဟာကိုပြောတာပေါ့နော် စစ်ကောင်စီလိုကြမြောင်းလိုင်းလိုကြပေါ့နော်မေစုအကြောင်းလေးမှမပါရင်မေစုကိုမှမတိုက်ခိုက်ဘူးဆိုရင်သူတို့ကမကျင်နဲ့နေတဲ့အတိုင်းပဲအဲအကြောင်းလို့ဒီလိုထည့်ပြောသွားတဲ့ဟာတွေကလည်းဒါဒီထဲမှာဒါထူးခြားမှုတစ်ခုအနေနဲ့တွေ့ရတာပေါ့လေနော်ဒါတွေကဘောက်ချာတယ်ဒီကောင်နေဘောက်ချာတယ်လူကိုလည်းမတရားအကျဉ်းချထားတယ်ပြီးရင်နာမည်ကိုလည်းဖျက်လို့ဖျက်စီးနေဒါလှုပ်တယ်အယုဒ္ဓမာတွေပေါ့နော်ပြောရင်တိတ်ခါချတာပေါ့ဗျာအဲ့တော့အဲ့လိုမျိုးတိတ်ခါချလိုက်အောင်နဲ့ကြာသွားမယ်တိတ်ခါမဟုတ်ဘူးဆိုတဲ့ဟာကိုတော့ဒီကောင်နေမသိဘူးပေါ့နော်လူတို့ပေးထားတဲ့နေရာဖြစ်တယ်မင်းတို့လူယူလို့မရအောင် လူတို့တင်မြောက်ထားတဲ့ခေါင်းဆောင်ဖြစ်တယ်မင်းတို့လူယူလို့မရအောင်အေးအဲ့ဒါကိုတော့မင်းတို့မသိကြအောင်အဲ့တော့ဒီ NCA ကလာလုံးဝဒါပြက်ပြက်သွားပြီဆိုတဲ့အကြောင်းကိုဒါ KNU CNF PNLO ABSDS NMSP ပြီးရင် LDU စတဲ့တော်လိုင်းအင်အားစုတပ်ပေါင်းစုတွေကတပ်ဖွဲ့တွေကစုပေါင်းပြီးတော့ထုတ်ပြန်ကြေညာခဲ့တဲ့စက္ကူစုပ်စက္ကူစုပ်ပေါ့နော်ဒါပေမဲ့မင်းအောင်လှိုင်ကတော့ဒီ NCA ကိုဆက်လက်ပြီးတော့အကောင့်တွေဖော်မယ်ဆိုပြီးတော့ပြောတယ်မူလလက်မှတ်ရေးထိုးကလေးကဒါအစိုးရလွှတ်တော်တက်မတော်နိုင်ငံရေးပါတီနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ရေးထိုးခဲ့ကြတာဖြစ်လို့တဲ့ဒါလွတ်တော်နဲ့ရွေးချယ်ခံဆိုရရှိဖို့လိုတယ်အဲအဲ့ဥစားအရေးကြီးရနော်သူပြောတဲ့ဟာကခုနဒါပါသွားတယ်လွတ်တော်ပါတယ်အစိုးရပါတယ်တမတော်ပါတယ်နိုင်ငံရေးပါတီပါတယ်နိုင်ငံသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေပါတယ်အဲ့လိုအဖွဲ့တွေအားလုံးဒါပါဝင်ပြီးတော့လက်မှတ်ရေးထိုးခဲ့တာဖြစ်တဲ့အတွက်အခုဆိုရင်ဒါလွတ်တော်နဲ့ရွေးချယ်ခံအစိုးရလိုတယ်ဆိုပြီးတော့ပြောသွားတယ်ဗောနော်ဒါကြောင့်ရွေးချယ်ခံအစိုးရတည်းရဲ့ပေါ်ပေါက်ဖို့သူကလိုတယ်ဆိုပြီးတော့ပြောနေတာအဲ့အစိုးရကသူတို့ဖြစ်သွားမှာမဟုတ်လို့အဲ့ရွေးချယ်ခံရတဲ့အစိုးရကသူတို့ဖြစ်မှာ ဲ့ဒါကြောင့်မလို့ဒီကောင်ကအလောတကြီးလှုပ်ရှင်နေတာအလောတကြီးလိုအပ်တယ်ကြီးပြောနေတာအဲ့လမ်းကြောင်းတဲ့ကိုဆွဲထည့်နေတာဒါကြောင့်မလို့ပေါ့နော်သူကဒီရွေးကောက်ခံအစိုးရဖြစ်လာဖို့အတွက်ကသူကရွေးကောက်ပွဲကငြိမ်းချမ်းလုပ်ငန်းစဉ်အတွက်ရေးကြည့်တယ်ဆိုရပြောတာရွေးကောက်ပွဲရေးကြည့်တယ်ဆိုရပြောတာဒါကြောင့်မှပဲဒါအစိုးရတည့်ရပေါ်ပေါက်လာမယ်အဲအဲ့လိုမျိုးဟာကိုသူကတဆက်တဲ့တဆက်တဲ့ချိတ်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 ပြီးတော့သူဆွဲသွင်းပြီးတော့ပြောသွားတာဒီကောင်မလွယ်ဘူးနော်ဒီကောင်ကလင်ကကြက် အဲ့လိုမျိုးပေါ့နော်ဒါကြောင့်မလို့သူကလွတ်လပ်ပြီးတော့တရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအဘက်ဘက်ကပူးပေါင်းဆောင်ရွက်ပေးကြပါပါတော့အဲ့လိုမျိုးဆောင်ရွက်ပေးဖို့သူဖိတ်ခေါ်တယ်အဲပေါ်ထွက်လာတဲ့အစိုးရနဲ့အတူငြိမ်းချမ်းလုပ်ငန်းစဉ်တွေဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့မျှော်လင့်ပြောတယ်အဲကြအဲ့ပေါ်ထွက်လာတဲ့အစိုးရဆိုတာဒီကောင်းနေနောက်ပိုင်းကာလအကုန်လုံးမှာသူကအာဏာဆက်ယူထားမှာအဲ့လိုမျိုးဆက်ယူထားဖို့အတွက်ကိုလည်းသူကတေချာပြင်ဆင်ပြီးသွားပြီ အခုအနိုင်ရပါတီဖြစ်လာဖို့အတွက်ကိုလည်းနှီးမျိုးစုံနဲ့သူလှုပ်ဆောင်ခံထားပြီးပြီပေါ့နော်အဲသူ့ရဲ့ဒီကြံ့ခိုင်ရေးပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုနေရာမျိုးတွေမှာသူ့ရဲ့လူတွေကိုထည့်သွင်းထားတယ်ဒီတသညာလိုနေရာမျိုးတွေအဲ့လိုမျိုးပုံစံမျိုးတွေနဲ့တာသူ့ရဲ့တာဗိုလ်ချုပ်တွေကိုနေရာပြောင်းရွှေ့တဲ့ပုံစံမျိုးနဲ့ပေါ့နော်အင်အားယာနဲ့ချီပို့ဆောင်ပြီးပြီဖြစ်တယ်ပြီးရင်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်လို့လည်းဒါတန်အမတ်တွေပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတွေကိုလည်းသူ့ရဲ့လူတွေကိုပဲဒါဗိုလ်ချုပ်ဟောင်းတွေပေါ့နော်ဗိုလ်မှူးချုပ်ဟောင်းတွေဒါမျိုးပုံစံမျိုးတွေကိုလွှတ်ပြီးတော့နေရာပေးထားပြီးပြီခန့်အပ်ပေးပြီးပြီအဲ့ကျသူကစစ်ဘက်မှာလည်း သူ့ရဲ့ဩဇာကိုပဲဆက်ပြီးတော့နာခံနိုင်မယ့်ကောင်တွေကိုသူလှုပ်လှုပ်ထားပြီးပြီပေါ့နော်ပြောရရင်သူ့အတွက်အန္တရာယ်ရှိနိုင်တဲ့ကောင်တွေအဲသူခိုင်းသမျှလှုပ်ပေးမယ့်ကောင်အတွက်အန္တရာယ်ရှိမယ့်ကောင်တွေဒါမှမဟုတ်လေပြောရဆိုရခက်မယ့်ကောင်တွေအကုန်လုံးကိုသရှင်းလင်းပြီးသွားတယ်။ဟိုနေရာပို့ဒီနေရာပို့ဆိုတဲ့ပုံစံမျိုးနဲ့ရှင်းလင်းပြီးသွားတယ်။အဲ့တော့ကြတော့ဒီရွေးကောက်ပွဲဖြစ်ဖို့အတွက်ကသူ့ရဲ့အရန်ရေးကြီးတာ။အဲ့ရွေးကောက်ပွဲဖြစ်သွားပြီဆိုတာနဲ့အစိုးရတက်ပေါ်လာမယ်။အဲ့ပေါ်လာပြီဆိုတာနဲ့အဲ့အစိုးရနဲ့ပတ်သက်ပြီးတော့ပူးပေါင်းပြီးတော့ပဲ ဒီညဉ့်ဆိုင်လုပ်ငန်းစဉ်တွေဆက်လုပ်သွားရမယ်ဆိုပြီးတော့သူကနှစ်ကြောင်းပေးတာပေါ့နော်အဆိုလိုတာကအဲ့အဆိုရကသူပဲဖြစ်မှာမဟုတ်လို့သူဒီလောက်ထိလိုလားနေတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဒီ NCA အခမ်းအနားမှာသူကပြောသွားသေးတယ်အဲဖြစ်ကျင်တာထက်ဖြစ်တင်တာကိုဦးစားပေးဆောင်ရွက်တင်ကြောင်းပြီးတော့အခြေခံဥပဒေအားပြင်ဆင်ရေးရသည့်များကိုပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်းနိုင်ငံနဲ့ကိုက်ညီတဲ့ဒီမိုကရေစီစနစ်ကျင့်သုံးနိုင်ရန်လိုအပ်ကြောင်းပြီးတော့ကျတော့ဒါသူကတိုင်းပြည်ခွဲထွက်ရေးကိုစစ်တပ်ကလုံးဝလက်မခံနိုင်ကြောင်းအဲ့ဒါလည်းပြောသွားတယ်ပေါ့နော် ပြောတော့ကြတော့ဒါခုနရှေ့မှာ RCSS လို့အဖွဲ့တွေ UWSC လို့အဖွဲ့တွေပြီးရင်ဒါတခြားသောဒါဒေါ်လာရင်းအင်အားစုတွေပေါ့နော်ဒီ NGO ကိုလက်မခံတော့ဘဲနဲ့အဲလုံးဝစစ်ကောင်စီရဲ့ဂရီစကားတွေမြောင်းလန်ရဲ့ပြောစကားတွေကိုမြုံတော့တဲ့အဖွဲ့တွေကိုသူကထပ်ဆင်ပြီးတော့ဒါမိတူပေးလိုက်တဲ့ပုံစံမျိုးပေါ့ဗျာအဲချင်းချောက်လန်ဒီစကားမင်းတို့ပြောတာဆိုရယ်ပုံစံမျိုးသူလှုပ်လိုက်သေးတာပေါ့နော်အဲကြတော့အချုပ်အားဖြင့်ပြောရမယ်ဆိုရင်စစ်ကောင်စီခေါင်းဆောင်မြောင်းလန်ကတော်တော်လေးအကြက်ရိုက်နေတဲ့အနေအထားကိုတော့မြင်ရတယ် ဒီရွေးကောက်ပွဲကသူ့အတွက်အသက်တမျှအရေးကြီးတယ်ဒီရွေးကောက်ပွဲအောင်မြင်အောင်လှုပ်ဆောင်နိုင်ဖို့သူ့အတွက်အရန်အရေးကြီးတယ်ရွေးကောက်ပွဲမအောင်မြင်မှသူအရန်ဆိုးရိမ်နေရတယ်အဲတကယ်လို့သာဒီလက်ရှိမှာပေါ့နော်ဒေါ်လာရင်တက်ဖွဲ့တွေကသူ့ကိုဒါရှေ့ပိုင်းကာလတုန်းကလိုပဲနောက်လာမယ့်ကာလတွေမှာဒီဇိုင်းမမတ်နဲ့ဆက်ပြီးတော့တော်လန်သွားမယ်ဆိုတဲ့ဟာမျိုးတွေကိုသူကြောက်နေဘာလို့လဲဆိုသူမနိုင်တော့ဘူးဆိုတဲ့ဟာတွေလည်းသူသိတယ်အဲတောက်လျှောက်ပဲလေသူကလည်းသူဒါတရုတ်ရဲ့ဖီအားကြောင့်မလို့တာပေါ့နော်တချို့မျိုးတွေပြန်ရတယ်ဆိုပေမဲ့နေရာစုံဒေတာစုံမှာသူ စိုးမိုးထားတဲ့နေရာတွေကတဖြည်းဖြည်းလျော့နေလာတယ်ပြီးတော့သူ့မှာပြန်ရဖို့အတွက်အသုံးပြုတဲ့နီလန်းတွေကလည်းတဖြည်းဖြည်းကုန်လာတယ်အဲ့တော့ကြတော့ဒီအဖွဲတွေကိုမတိုက်စေချင်တော့သူလည်းတဖွဲတွေကိုမတိုက်စေချင်တော့ပဲနဲ့ဇပွဲဝိုင်းမှာအတင်းဆွဲခေါ်နေတာဒါပေမဲ့လည်းဒီကောင်းရဲ့လောက်ရက်တွေကတက်တည်ပြနေတာဖြစ်တဲ့အတွက်တပ်ဖွဲ့တွေကလည်းမယုံတော့ဘူးအဲ့တော့ကြတော့ဒီကောင်းတော်တော်လေးကိုအကျက်ရိုက်နေတဲ့အနေထားအဲ့တော့ကျွန်တော်တန်မတ်ကြီးပြောခဲ့တာကိုသတိရရွေးကောက်ပွဲပြီးသားရင်ပြီးသွားရင်ဆိုတဲ့အကြောင်းမျိုးတွေကျွန်တော်စဉ်းစားနေတာတဲ့ရွေးကောက်ပွဲမဖြစ်အောင်ဆိုတဲ့ဟာမျိုးတွေပဲကျွန်တော်တို့ကပို့ပြီးတော့စဉ်းစားသင့်တာပေါ့နော် ရွေးကောက်ပွဲမဖြစ်ဘူးဆိုရင်ဒီကောင်သွားပြီရွေးကောက်ပွဲဖြစ်သွားမယ်ဆိုရင်သူ့တက်ထွက်ပေါက်တစ်ခုဖြစ်လာလိမ့်မယ်ဗောနော်အဲသူလှုပ်ချင်တဲ့ပုံစံမျိုးတဲ့ကိုဒါတရားဝင်ပုံစံမျိုးနဲ့ဖြစ်သွားလိမ့်အဲကြအဲ့လိုမှဖြစ်ဖို့အတွက်ကိုလည်းအဲတော်လိုင်းတက်ဖွဲ့တွေကလက်ရှိအလုပ်တွေကိုဒီဇိုင်းမမတ်နဲ့ဆက်ပြီးလှုပ်ဆောင်သွားဖို့လိုတယ်တကယ်ကျင်းတဲ့အားရတယ်ဘာလို့လဲဆိုတော့စစ်ကောင်စီကောင်းဆောင်ပြောသမျှဗောနော်လုံးဝအယုံကြည်မရှိတော့ဘဲနဲ့သူတို့ကိုယ်တိုင်ချိုးဖောက်နေတာဖြစ်တဲ့အတွက် ပြန်ပြီးတော့တုံ့ပြန်သွားဖို့ပဲရှိတယ်ဆိုတဲ့ပုံစံမျိုးတွေမြင်တွေ့နေရတာကတကယ်အားရစရာကောင်းတယ်အဲ့တော့ဂတိမတီပဲနဲ့ပေါ့နော်အာနာပဲရယူဖို့စူးစမ်းနေတဲ့မင်းအောင်လှိုင်ရဲ့မလုံပေးတဲ့အကြောင်းတွေဂတိစကားတွေဒါဖိတ်ခေါ်မှုတွေပေါ့နော်ဒီဥစ္စာတွေကဘယ်အချိန်မှာညီကုန်းချုပ်မလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်